လူတွေရဲ့ပြတ်ဆုံးနေတဲ့စာလုံးတွေအကြောင်းကိုလည်းကျမအာပြုတ်ပြချင်ပါတယ်ကျမတို့လူမျိုးမွေးလာကလေးရလေတယောက်နဲ့တယောက်ကိုတော်တော်ခွဲခြားကြညာတယ်အကြီးမှကြီးကလေအငဲခေါင်ကလေအလက်မလေမွေးကလေးရနော်ပိုစီရှင်နဲ့ခွဲထားတာဒီတိုင်းပဲ ျွန်တော်တို့မြောက်ပိုင်းသားတွေဟာလေသူတို့တောင်ပိုင်းသားတွေဟာလေအာအရှိရွာလေအနောက်ရွာလေငကိုဝက်ခွဲတာအဲ့ဒါကြီးကခေါင်းထဲမှာရှိနေကျွန်မတို့ခေါင်းရဲ့အုံနောက်က function ၃ခုအလုတ်လုတ်တဲ့နေရာ၃ခုရှိတယ်ညာဘက်အုံနောက်ကတင်သမျှဟာအကုန်လုံးကိုကြက်တီဝေးလို့ကြက်ပြီးတော့ထည့်ထားခဲ့ရ hardware အလုပ်ကိုလုပ်တာဆိုတော့သူက program ကြီးလို့ပဲသူထဲမှာရှိနေတဲ့ဟာသူရှိတဲ့အတိုင်းပဲဖြစ်တယ် ဒါပေမဲ့ကျမတို့ရဲ့ဘဲဘဲအုံနောက်ကကြတော့အတွေးအခေါ်များလို့ရဒီကသင်ထားတဲ့သင်ညာဒီကနေစဉ်းစားချင့်ချင်ရဒီလိုစဉ်းစားချင့်ချင်တဲ့နေရာမှာစံတတဲ့အတွေးခေါ်တွေအမြင်တွေရလာဖို့အတွက်အနောက်အရှက်ပေးနေတာအလဲကောင်းမှရှိရခရီးအေရီးယားမဲလဲမမဲဘူးချူလဲမဖြူဘူးမိခိုးရောင်ဖြစ်နေခိုးလိုလိုဒီလိုလိုအဲအဲ့ဒီလိုလူတွေကများနေတယ်ဘဲဘက်ကပေါင်မုံမှာ ထောပတ်ပူများမလဲဆိုတာကြည်နေတဲ့လူတွေများနေကျမတို့တိုင်ပြည်မပြောင်းလဲနိုင်ပါဘူးအဲ့တော့ပထမအဦးဆုံးပျောက်သွားတဲ့စာလုံးကတော့စီကံပါပဲအကြောက်တရားနဲ့ကြီးကြတာလေကျမတို့ဟိုဟာမလုံးနဲ့အခုဘာပြောလဲ6လဟလား5လ3လအမျိုးမျိုးတွေရှိရယ်နော်ဒါလုံးရင်ဒါဖြစ်မယ်ဆိုပြီးတော့လေအဲအဲ့တော့ အကြောက်တရားနဲ့ကြီးလာတယ်ဆိုတာကိုယ့်ရင်ထဲကလှုပ်ချင်လို့မဟုတ်ဘူးလေကြောက်လို့သာကြီးရမလှုပ်ရတာအဲ့တော့လင်းလစ်တယ်လို့လှုပ်ချင်တာကြောက်လို့သာမလှုပ်ပဲနေတာလင်းလစ်တယ်လို့လှုပ်ချင်တာကျမတို့ဗမာရန်ကုန်မြို့မှာကားမောင်းလို့ရှိရင်ဒီလိုပဲသိလား play ရှိနေလို့ရှိရင်အကုန်လုံးတန်းစီပြီးတော့နေတယ်။ play မရှိဘူးလဲဆိုတော့အိုးတောင်းညာလိုက်ကြတာပြောနေ။ Be first ငါဒါအဓိက ငါအရင်သွားမှာငါကန့်ရှေ့ရသွားမှာဘာဖြစ်လို့မင်းမဖယ်ပေးတာလဲဆိုအဲ့လိုဖြစ်ကြတယ်အဲ့တော့ကျမတို့ကကြောက်ပြီးတော့စီကန်းလိုက်နာတာမဟုတ်ဖဲနဲ့ရှက်ပြီးတော့စီကန်းလိုက်နာတာမျိုးဖြစ်တယ်လှုပ်တဲ့အလုပ်ကိုမလှုပ်တာရှက်ဖို့ကောင်းတယ်မလှုပ်တဲ့အလုပ်ကိုလှုပ်တာရှက်ဖို့ကောင်းတယ်ရှက်တဲ့အရှက်တရားနဲ့ကြီးတတ်အောင် ကျမတို့လူပအောင်သင်ရမှာဖြစ်တယ်ကြောက်လို့မပြောရဲတာ ကြောက်လို့မကြည်ရဲတာကြောက်လို့မရေးရဲတာကြောက်လို့မပြရဲတာဒါမျိုးတွေမဖြစ်အောင်အချက်တရားနဲ့ကိုယ့်ကိုယ်ကိုစောင့်ရှောက်ပြီးတော့ပြောစရာရှိတာပြောရဲအောင်ပြရစရာရှိတာပြရဲအောင်ရေးစရာရှိတာရေးရဲအောင်လုပ်ပြရမှာဖြစ်တယ်ဒါကျမတို့အကုန်လုံးဝိုင်းလောက်အောင်မှာတစ်ယောက်တည်းလုပ်လို့မရသုံးမျိုးစလုံးပါတယ်ပရိတ်သက်လည်းပါတယ်အစိုးရလည်းပါတယ်ကာယကံရှင် လူငယ်လေးတွေလည်းပါတယ်အဲ့တော့သုံးခုစလုံးဟာစီကန်းရှိရှိသူစီကိုစီနားလဲပြီးတော့တွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့စုပေါင်းပြီးတော့မလုပ်တတ်ဘူးအခု diversity diversity နဲ့ပြောကြတာပေါ့နော်ကျမတို့လည်းခဏခဏဒီလိုမျိုးမတူ क्वे ပြားမှုတွေကြားမှာပူးပေါင်းပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း workshop တီးလဲပြောလိုက်ရတာ ario ပါအာ အထက်အောက်မြန်မာပြည်အနှံလဲပဲတွန်းလိုက်ရတာခြေတွေကိုညဒါပေမဲ့လို့မတူတာတော့မတူတာပဲမတူတာကိုစုပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုတင်းခံနေတယ်ခုထိတင်းခံနေတယ်လက်ငါးချောင်းဘယ်မှာညီလို့လဲညီအောင်ခုတ်ပလိုက်ရမလားဒီလိုကြီးခုတ်ကြည့်ပါလားဘာဖြစ်သွားမလဲမညီဘူး နကိုရီးယားမညီတာလေဒါပေမဲ့သူ့မှာအစစ်အစစ်ကလေးတွေလည်းပါပြီးသားလှုပ်ရမယ် function ခေါ်တဲ့ရွှေရှားတဲ့လှုပ်ရှားတဲ့ဟာတွေလည်းပါပြီးသား ဒါရီကိုဟန်ကျက်ညီညီလုံနိုင်ဖို့လိုတယ်စူပေါင်းပြီးတော့မလုတ်တတာတော့ကိုဝန်းနေစရာကောင်းတယ်သဘောထားချင်းမတိုက်ဆိုင်ငါနဲ့မတူငါရန်သူဘယ်ဖြစ်မလဲနော်ဖြူတာလည်းရှိမယ်မဲတာလည်းရှိမယ်ညိုတာလည်းရှိမယ်ဝါတာလည်းရှိမှာပဲအဲဘယ်လိုပဲဖြစ်ဖြစ်မတူတာတွေကိုဖယ်ပြီးတော့တူညီတဲ့အန်တီမာရီမှန်းချက်တစ်ခုကိုသွားဖို့အတွက်ကိုစူပေါင်းလုတ်တက်ဖို့လိုပါတယ် နောက်တစ်ခုကတော့စီစီလုံးလုံးမရှိတာသူများကိုတော့မပြောနဲ့ကျမတို့ရုပ်ရှင်အစည်းအုံးမဲကြည့်နာယကဟာတအုပ်စုအမှုဆောင်ဟာတအုပ်စုအဖွဲ့ဝင်ဟာတအုပ်စုအဖွဲ့ဝင်တွေမှာမှဒါရိုက်တာတအုပ်စုမိသားမိသမီးတအုပ်စုအိုးအပြဲပြဲအကွယ်ကွယ်ပဲနော်အခုလုံးကပေါင်းပြီးတော့မလုပ်တတ်ဘူးကျမကမြင်တာကလေ မသဘောမတူတာတွေကရှိမှာပဲဒါပေမဲ့သဘောတူတာလေးနဲ့အရင်ဦးဆုံးကြီးရှေ့ကိုရောက်အောင်ပေါ့နော်အဲရွေးဖို့အတွက်ကိုစဉ်းစားစေချင်တာပေါ့ဗမာပြည်ထဲမှာနေမပြောနဲ့အမေရိကန်နိုင်ငံမှာရောက်သွားဖုန်ကြီးတစ်ပါးကနေနောက်တစ်ပါးရောက်လာလို့ရှင်အဲ့ဖုန်ကြီးကြောင့်နှစ်ချမ်းကွဲတာပဲ ဖုံကြီးရလေကိုဖုံကြီးရလေယူဖုံကြီးရလေအိုက်ဖုံကြီးရလေနဲ့အဲ့လိုပြောရင်လည်းဖုံကြီးရလည်းနှစ်ချမ်းကွဲတယ်ဖုံကြီးများကလည်းရောက်လာတာနဲ့တခါလေဟိုသာသနာပြုတယ်ဆိုတာဟာပိစတာပဲလေပရာဟိတအလုတ်တစ်မျိုးပါပဲကွက်လက်ကိုဖြည့်ပေးမယ်ပေါ့အဲ့ဒီစိတ်မျိုးမဟုတ်ဘူးရလာတယ်နဲ့သူကလည်းចောင်းအပိုင်ရရှိရပထမအဲ့တော့နောက်လုတ်ကဒုတိယပေါ့အဲ့ဒီလိုတွေဖြစ်သွားတော့ဟိုစီးစီးလုံးလုံးမလုတ်တတ်ဘူးဆိုတာဟို ကျမတို့လူမျိုးတွေမဟုတ်ဘူးတခြားလူမျိုးတွေလည်းအာမြင်တယ်သတိထားမိလို့ခဏခဏပြောတာတွေကိုကြားဘူးတယ်ဒါမျိုးတွေကိုကျမတို့ချောင်းရမှာဖြစ်တယ်ခေါင်းဆောင်နဲ့အရေးချင်းရှိတဲ့လူခေါင်းဆောင်လိုက်သူခေါင်းဆောင်အရေးချင်းရှိလို့ရှင်ကိုကနောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားရမယ်သူမခေါင်းဆောင်နဲ့လို့ကိုခေါင်းဆောင်နိုင်လို့ရှင်ကိုကရှေ့ရသွားလိုက် ခေါင်းဆောင်ခေါင်းတယောက်မှရှိရမယ်အနစ်နာခံတာရင်းလာအနာရီနာရီအများကြီးရှိရဒါတွေအကုန်လုံးကိုပိဆက်ပြီးတော့ရင်းပြီးတော့ရှေ့ရသွားလိုက်အဲ့ဒီခါကျရင်နောက်ကလိုက်တဲ့လူကလည်းပဲနောက်လိုက်ကောင်းဖြစ်နေလိုက်ရမှာ ဖြစ်တယ်အခုဟာတော့အကုန်လုံးကရှေ့ရပဲသွားကြတယ်နောက်ကလိုက်မဲ့လူမရှိဘူးတရုံငကားကတာတွေ့ဘူးရဲ့မလားကောင်းကြီးရရှေ့ရနည်းနည်းလေးယူရင်အနောက်မှာရှိနေတယ်လို့အများကြီးယူရတာ အနောက်ကလူကအများကြီးလိုတယ်ကျမတို့အခုလောလောဆယ်စိတ်ပူနေကြတာပေါ့ဒီ generation တ generation ပြီးသွားရင် နောက်မျိုးဆက်ဘယ်သူလာမလဲကိုနောက်နေရအစားပေးခဲ့ရအောင်ဘသူ့ကိုထားခဲ့ရမလဲတင်ပေးခြင်းလိုက်တာအခါရဲရွာရွာကိုတက်နေတာတင်ပေးခြင်းလုံးလုံးဒါပေမဲ့လို့တင်ယူမဲ့လူကမရှိဘူးဘာလို့လဲဆိုတော့ तू ကလည်းစဉ်းစားနေရလေဒီပညာတင်လိုက်ရင် ဘလောက်ပဆိုင်ရပြီးတော့ဘလောက်အလုပ်ကိုရမလဲအာဒီတင်းနှန်းတက်လိုက်ရင်နိုင်ငံသားကိုသွားပြီးတော့ဘာဖြစ်မလဲသူ့အတွက်သူအရင်ကြည့်ရတာလေသူများအတွက်ကို तू မကြည့်နိုင်တော့အဲ့ဒီခါကျတော့ generation ခပြတ်နေတယ်တိမ်ပြီးမှ generation ခပြတ်လို့ရှင်ကျမတို့မျောလင်းထားတဲ့အပြောင်းအလဲကြီးဟာမရနိုင်ဘူးရှေ့ကလူကြွားရင် နောက်ကလူတက်တာလို့ထားမှတ်ထား ဒီစကားကိုမှတ်ထားပါရှေ့ကလူကြာသွားရင် နောက်ကလူတက်နိုင်ရမယ်နောက်တစ်ခုကတော့စောင့်ရှောက်တာကိုကိုကိုကောင်းစွာစောင့်ရှောက်ရမယ်မြန်မာလူမျိုးများဟာအဲကိုကိုကိုကောင်းစွာမစောင့်ရှောက်ဖဲနဲ့တခြားမကအသက်ရှင်လာဆိုသလိုပဲမျောလင့်နေတာတယောက်ယောက်ကနေပြီးတော့ဝင်ကယ်သွားမလားလို့မျောလင့်နေတာ မမျောလင့်နဲ့မျောလင့်လို့မရဘူးကိုချီတောင်းနဲ့ချောင်းနဲ့ကိုရက်နိုင်အောင်စူးစမ်းထားအမှဖြစ်တယ်ကိုကလွဲလို့ဘယ်သူမှအာကိုစရာမရှိဘူးကိုရီအတူတူချင်းပေါင်းမှသာနဲ့အင်အားတစ်ခုဖြစ်မှာဖြစ်တယ်ဒါဟိုတတိထားအမှကို့မှာလဲစွမ်းဆောင်ရည်ရှိအောင်လုပ်ထားဖို့လိုတယ် skill လို့ဆိုရဲ capacity လို့ခေါ်ရဲစွမ်းဆောင်ရည်ဟာတော်တော်နည်းတယ်နိုင်ငံသားကိုတွားကြမယ်စစ်ကူးတွေကယင်နေပွဲစားကလည်းပြောတယ်တေးရီတွေကတများများလဲရမယ်လားကယူကို ြင်နေသွားတယ်ကို့မှာအရေးအသွေးမှမပါလာပဲဘာသာစကားတင်သွားရမယ်တင်မသွားဘူးမလို့လဲလို့လဲသွားနိုင်လားနိုင်အောင်အဆက်အသွယ်တွေမပါသွားဘူးယုံကြည်စွာနဲ့ပစံလေးသိန်း30တွေသိန်း50တွေပေးပြီးတော့လဲပဲလိုက်သွားတယ်ကိုလက်ထဲမှာဒေါ်လာ100ဘတ်900မကြံဘူး တခုခုဖြစ်တယ်ဘာမှလုပ်လို့မရကိုကိုကို rescue ကိုကိုကိုပြန်ပြီးတော့ကယ်ဆယ်ပြီးတော့ပြန်ထွက်သွားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အတတ်ပညာမရှိဘူးအရှိမဘာရီဖြစ်သွားသလဲမမြင်ဘူး သူလောဘပဲမြင်နေလေရမယ်လာကပဲမြင်နေအဲ့တော့အရေးသွေးရလည်းမရှိခဲ့ဘူးဘာသာစကားကလည်းပဲမတက်ကြွမှုဤပညာကလည်းမတက်ကြွမှုဆိုတော့ဒီလိုပဲအောက်ခြေအလုပ်ပဲလုပ်ရတာပေါ့အောက်ခြေအလုပ်ကိုလုပ်ရပြီဆိုမှတော့လေကိုလူမျိုးတွေလေကျွန်လိုပဲသူများအာပို့ကြပြီးတော့ခိုင်းနေတာဒီလိုပဲမြင်နေရတာတွေလေခဏခဏတွေ့ပါတယ်အဲ့တော့အခုသွားတဲ့လူတွေပြန်လာတယ် အပြင်မှာလှုပ်ကြည့်တယ်ကို့မှာအရေးသွေးမရှိဘူးအရေးသွေးရှိအောင်ပြန်လှုပ်လိုက်အောင်လေအရေးသွေးတော့ရှိအောင်မလှုပ်ဖဲနဲ့ဟဲပြန်လာလို့ရှိရင်မတို့စက်ယုံတွေမှာလူတွေအများကြီးပဲအလုပ်တွေဝင်လှုပ်လိုက်ပြီလားအမရဲ့ဘယ်ပြန်လာတဲ့လူတွေကပတ်စပို့ရှောင်နေတာလုံးဝလှူလာမလှူဘူးဘာလို့လဲဆိုတော့နိုင်ငံသားကလာကကောင်းတယ်မမှန်ဘူးနော် အမားတစ်ခါလှုပ်ပြီးထမအောင်လဲပဲဝတ်မလေးဘူးတကယ်တော့လူငယ်လေးတွေဆိုတာအမားပြင်ရဲတဲ့တတိရှိဖို့လိုတယ်နော်ကိုတင်ငန်းစာယူဖို့လိုပါတယ်ပြီးတော့စူးစမ်းလေ့လာဖို့လည်းလိုတယ်အကျိုးရဲ့အကြောင်းရဲ့စူးစမ်းလေ့လာရမယ်အခုလူငယ်တော်တော်များများကျမရမ်းစိတ်မကောင်းဖြစ်တယ်သူတို့ရဲ့ပြောင်မြောက်စွာနဲ့အသုံးပြုရမယ်အချိန်တွေရဲ့သုံးပုံနှစ်ပုံဟာ Facebook တို့ YouTube တို့ အဲ့ဒီအပေါ်မှာပဲ तू ဟာ तू ပွတ်နေတဲ့ဘဝနဲ့ပဲဆုံးနေတာပဲ तू စားကြက်လိုက်လို့ရှိရင် तू တင်းနှံတက်လိုက်လို့ရှိရင် तू ကို तू ပြန်သုံးသက်ပြီးတော့ငါဘာလုပ်မလဲလို့စဉ်းစားလို့ရှိရင်အလွန်တရာမှအသွန်ဝင်မဲ့ဟာတွေဟာအခုတော့ကြီးကြီးမအားသေးဘူးတပီးလေးရလေအင်တာနက်မှာဟဲ့အင်တာနက်အွန်လိုင်းပေါ်ပါဘာဖြစ်နေလဲဘာလုပ်နေလဲအရေးကြီးတာဘာအာ article ဆောင်းပါးကိုဖတ်နေတယ်လေမေးကြည့်လိုက် Facebook ထဲမှာ तू ကလေဘာ comment ပြီးတော့လေသမီးလေးကဘာ comment ရေးလိုက်တာလေဆိုတော့အဲ့ဒါကြီးကလည်းပဲကိုယ့်အတွက်ပေါ့နော်တိုးတက်ရတိုးတက်ကြောင်းမှာအနောက်အရှက်ဖြစ်စေပါတယ်ပြီးတော့စိတ်ဓာတ်စိတ်ဓာတ်အကြောင်းကလည်းခဏခဏပြောရတယ်ကြီးတဲ့လူကလည်းစိတ်ဓာတ်အကြောင်းပြောရတယ်ငယ်တဲ့လူလည်းစိတ်ဓာတ်အကြောင်းပြောရတယ်ဒီမှာတို့အားလုံးရဲ့ mindset လို့ခေါ်တယ်စိတ်ဓာတ်ကြီးကို set လုပ်ခံထားရတာတခါတည်းပုံသွင်းခံထားရတာ shaping လို့လည်းပြောလို့ရဒီပုံသွင်းခံထားရဲ့စိတ်ဓာတ်ကမလုံးမချုံနဲ့ကြီးလာတဲ့ဘဝလာတာကိုယ်လက်ထဲရှိမှကိုယ်ပစံဘာမှရှိတဲ့ပစံအောင်မှကိုယ်ပစံမဟုတ်ဘူးဟဲ့ကိုယ်လက်ထဲရှိတဲ့ပစံအောင်ကိုယ်ပစံမဟုတ်ဘူးလေညာရင်းချင်းပဲပစံတွေတန်ဖိုးမရှိတဲ့ဘဝကိုရောက်ခဲ့ဘူးပြီလေအဲ့တော့လုံုံစိတ်ချအောင်ဘာလုပ်ထားမလဲယာဓုရှိမှလုံုံစိတ်ချမှာလားပစ္စည်းရှိထားမှလုံုံစိတ်ချမှာလားအိမ်ဒီကားတွေယင်းကြီးမြုံနှံထားရင်လုံုံစိတ်ချမှာလားမော်တော်ကားတွေဝယ်ထားပြီး ီးတော့အဲကားပွဲစားလုပ်ရရင်လုံုံစိတ်ချမှာလားအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်တကယ်တော့ကိုကိုကိုယုံကြည်မှုအရင်ထားရမယ်ခုဟာကိုကိုကိုလည်းမယုံကြည်သူများကိုလည်းမယုံကြည်နိုင်မှုဖြစ်နေတယ်လေအဲကျမတို့လည်းဒီခေတ်ထဲကကြီးလာတာပါပဲဒါပေမဲ့လို့ဟို ထိုးဖောက်ပြီးတော့မြင်ကြည့်ရတာပေါ့ကိုရီကဘာကိုလိုချင်တယ်လဲလိုချင်တဲ့ဟာကိုရောက်အောင်ဘယ်လန်းကသွားမလဲဆိုတာကိုထိုးဖောက်မြင်နိုင်မှုအတွက်ဆိုရင်စူးစမ်းလေ့ရလာမှာဖြစ်ပါတယ်။နောက်စေတနာပျောက်ဆုံးသွားတာဒီချိန်မှာသိရကြည့်ရဲ့နိုဝင်ဘာ၈ရက်နေ့ဆိုတော့ကျွန်အရင်စိတ်ပူတယ်ဘာလို့လဲဆိုတော့2020မှာအာရောက်အောင်သွားဖို့အတွက်ကအဲ့ဒီနေ့မှာရည်ကြည်တယ် ဒါပေမဲ့လို့လူတွေအကုန်လုံးဟာပျောက်ဆုံးသွားတယ်စေတနာတိတ်ပြီးစေတနာပဲထားမနေနိုင်အင်္ဂလိပ်ကလည်းပဲကိုယ့်အတွက်ကိုယ်ရင်ကြည့်ရမှာပဲဟာဘယ်နဲ့လာရောသူများစေတနာသွားထားနေလို့ကိုယ့်တည်းရှိတဲ့ဥစ္စာကိုယ့်ဟာကိုယ်ကြစ်ထားရတာဒါပြီးဘာဖြစ်မှမှမသိတယ်ဟာအာဒါမျိုးပဲပြောတာပဲတကယ်တမ်းကြတော့ပေါ့သခင်ကိုယ်တော်မိုင်းပြောတဲ့စာကြောင်းတစ်ကြောင်းလိုပဲဒီမှာကတော့ယုံကြည်တယ်စေရလတဘဝပေါ်တဲ့ တဘဝဆိုတာ one generation ပေါ့နော်ဒီ generation ကနေဆင်းရဲတော့ဘာဖြစ်တယ်လဲ next generation နောက်မျိုးဆက်တကောင်းဖို့အတွက်ကိုလှုပ်ခဲရမှာကျမတို့တာဝန်တွေဖြစ်တယ်ဒီမျိုးဆက်မှာနည်းနည်းကောင်းရင်နောက်မျိုးဆက်များများကောင်းနောက်မျိုးဆက်များများကောင်း အယံကိုကောင်းတယ်ဒီလိုမျိုးနဲ့ကျမတို့တစ်ချိန်လုံးကဘဝကိုပြန်ရဖို့အတွက်ရွှေခစ်တီကိုပြန်ရဖို့အတွက်ကိုစူးစမ်းရမှာဖြစ်တယ်အဲ့တော့တူဟုတူဟုစေတနာထဖို့လိုတယ်ကူညီခြင်းနဲ့စိတ်ကလေးထားရမယ်။ဦးနကပြောသလိုပဲဟလားတကယ်နာကစ်ကိုအေးဟဲ့အကြောင်းရယ်ဆိုတော့ထွက်လာတဲ့လူကလူလန်းစားတမျိုးပဲနော်။ကိုကိုကိုကာကွယ်နေရတဲ့လူကလူလန်းစားတမျိုးပဲ။အဲဒါမျိုးတွေကိုလည်းပဲကြည့်ရမှာဖြစ်ပါတယ်။ အဲ့တော့ model အနေနဲ့ပုံစံတစ်ခုကိုပြောပြချင်တယ်ရုပ်ရှင်အစည်းအဝေးမှာကျမပြောတယ်ဟေ့အပြောင်းအလဲတွေလုပ်မယ်အပြောင်းအလဲလုပ်ချင်လို့ရှိရင်ဘာတွေဘာတွေဘယ်လိုပြောင်းလိုက်ဆိုပြောတယ်အဲ့တော့လူတွေအကုန်လုံးကနေတော့ဒါဟောင်ကောင်းပါလားဆိုလို့ရှိရင်လေပတ်စံပေးပြီးတော့တနက်နေ့ပြတ်တက်လို့ရအောင်ကျမတပ်လိုက်ချင်တာဘာလာပြောနေတာလဲဘာလို့ပြောင်းနေရမှာလဲ ူကစပိန်ဘောကစပိန်စီရင်နဲ့တွားနေတဲ့လူငါတို့ကလမ်းမဘောကလမ်းလျှောက်တဲ့လူအဲ့ဒီကလေးကသူ့ကိုသူအငုံစိတ်ရှိနေပြီလေအဲ့တော့ဘာပြောလဲဆိုတော့ grace စပိန်ဘောကနေနင်းဆင်းပြီးတော့ငါတို့နဲ့တူတူလမ်းလျှောက်မလားသူကရွေးချယ်ခွင့်နှစ်ခုပေးတယ်ညီမတို့စပိန်ဘောကနေဆင်းပြီးတော့ငါတို့နဲ့တူတူလမ်းလျှောက်မလားဒါမှမဟုတ်လို့ရှိငါတို့နစ်စပိမော်တင်ပြီးတော့နင်းခေါ်သွားမလားဟဲဗမာတွေးတွေးရဲဆိုတာအဲ့ဒါပဲ ူကဒီလိုမြင်တယ်ကျမပြန်ပြောလိုက်တယ်ဘာဖြစ်လို့သူများစပိန်ပေါ်အလကားတက်လိုက်ချင်ရတာလဲဘာလို့နင်းသွားရမှာလဲကိုဖာသာကို စပိန်နင်းတတ်အောင်သင်မရှိလို့ရှိရင်စပိန်ဝယ်ပေးလိုက်မယ်လူဆိုတာကိုကိုကိုပဲအကိုရမှာကိုဟာကိုသွားနိုင်မှုအတွက်ကိုပဲစဉ်းစားရမှာပြီးနေကြောင်းမလို့တကြားမှာကအသက်ရှင်လာဆိုပြီးတော့အဲသူများကိုအကိုခြင်းလို့ရမယ် ဒီ concept တစ်ခုဟာတိတ်မကောင်းအဲလက်ဖြန့်ခံအဲအတွေးအခေါ်လို့ကျမကတော့အမြဲပြောတယ်နော်အဲဒီလိုဟာမျိုးရှိရင်ကျမတို့တွေထိတ်ကိုပြန်ပြီးတော့ရောက်ဖို့အတွက်ကတိတ်ကိုဝေးသွားလိမ့်မယ်သူများပေးတာကိုလက်ဖြန့်ပြီးတော့ယူနေရတဲ့ဘဝကနေကိုကပေးနိုင်တဲ့ဘဝကိုလှုပ်ဖို့လိုတယ်ဒီအတွက်ကျမ sample တစ်ခုပြောပြခြင်းနဲ့ case နမူနာတစ်ခုပြောပြခြင်းနဲ့ ကိုရီးယားနိုင်ငံမှာသူတို့ဆင်းရဲတယ်။ကျမတို့လည်းတောင်ဆင်းရဲတယ်။သူတို့ကကျွန်းနိုင်ငံလေးဖြစ်တဲ့ခါကျတော့ဟိုရေကိုနိုင်အောင်မနေလို့ရတယ်။စိုက်ပျိုးရေးကိုကောင်းအောင်မနေလို့ရတယ်။ဆင်းရဲတဲ့အချိန်မှာလူတယောက်ကိုထမင်းတစ်စုံနဲ့မုံညင်းခြင်းနဲ့စားနိုင်အောင်ဆိုပြီးတော့တဘဝနော် one generation ဆင်းရဲခံ။သူကသူ့ရဲ့ခေါင်းဆောင်ကြီးကပြောတယ်။ငါတို့တွေမှာတယံဇာတမြမပြီလို့လည်းမရှိဘူး။ စိုက်ပျိုးစရာမြေလဲမရှိဘူးလူလဲပဲမရှိဘူးကျမတို့လောက်မရှိဘူးအဲ့တော့ဘာလို့မလဲငါတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုရီးယားဝေ့ဆိုပြီးတော့တခုလုံးမယ်ဒါသူအာဤပညာအဖြစ်မဟာဗျူဟာကြကြစဉ်းစားတာသူ့မှာရှိတာကိုသူစဉ်းစားတာလीအဲ့တော့သူတို့ခေါင်းဆောင်ကပြောတယ်ငါတို့အားလုံး creative industry လို့ခေါ်တဲ့အမှုပညာဖန်တီးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာရင်းနှီးတွေထဲကြမယ်။အချိန်ပေးနိုင်တဲ့လူကအချိန်ပေးမယ်။ငွေပေးနိုင်တဲ့လူကငွေပေးမယ်။အလုပ်ပေးနိုင်တဲ့လူကအလုပ်ပေးမယ်။ဒီလိုမျိုးနဲ့လုပ်ကြမယ်။အဲ့တော့ရင်းနှီးလိုတယ်။လိုတဲ့အတွက်ကြောင့်မလို့ရုပ်ရှင်ရုံလက်မှတ်တစ်စောင်းဒေါ်လာတိုးကောက်မယ်။ဒေါ်လာတိုးကောက်လို့ရသမျှအကုန်လုံးစု ရုပ်ရှင်ထုတ်လုပ်တဲ့ခန္ဓာထဲမှာပြန်ရင်းနှီးမယ်ပြောတယ်သူတို့ခေါင်းဆောင်အဲ့လိုပြောတာ哦နောက်ကလူတွေကသဘောတူတယ်ဘာလို့လဲဆိုတော့ခေါင်းဆောင်ကိုယုံကြည်တာ哦ကျမကွန်ဂျူးမှာကျမတို့လို88လိုမျိုးဖြစ်ခဲ့တဲ့78မေရေခင်ရှိအဲ့ဒီနေရာကိုရောက်တယ် အဲ့ရောက်တော့ဟိုမှာမြန်မာမျိုးသမီးများအကြောင်းကိုလည်းပဲပေါ့နော်အဆွေးနွေးပဲလုပ်ရတာအဲ့မှာမိအန်တီတယောက်တွေ့တာပေါ့ကိုရီးယားမျိုးသမီးကြီးတယောက်အတကလည်းဟို85နှစ်လောက်ရှိလောက်ပေါ့သူကမြန်မာပြည်ကမင်းသမီးလေးဆိုတော့သူကလာပြောတယ်ဘေးမှာထိုင်ရင်းနဲ့เนี่ยมินทมิลีล่ะဟုတ်ပါတယ်လို့ جماعه ဟိုရင်နှုံးကရုပ်ရှင်ရိုက်ပါတယ်လို့အခုတော့လူမှုရေးတွေလုပ်ပါတယ်ဆိုတော့အေးတဲ့ငါးလေးတဲ့ရုပ်ရှင်တစ်ခါမှ မကြည့်ဘူးတဲ့တယ်လီဗေးရှင်းပဲကြည်တာတဲ့ဒါပေမဲ့ငါရုပ်ရှင်လက်မှတ်ဒီဇောင်းဝယ်ပြီးတော့တစ်ခေါက်တော့တစ်သက်လုံးမှသွားကြည့်တယ်တစ်ခါလေးနည်းနည်းတော့ကုန်းတယ်တစ်သက်လုံးမှသွားကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့ခေါင်းဆောင်ကပြောတယ်တဲ့သူတို့ခေါင်းဆောင်ကလက်မှတ်ဒီဇောင်းဒေါ်လာ တိုးကောင်းမယ်လို့ပြောတယ်အဲ့ဒီဒေါ်လာငါပါခြင်းလို့ရုပ်ရှင်လက်မှတ်သွားယူဝယ်ပြီးတော့ကြည့်ခဲ့တယ်စိတ်ချက်ကိုပြောပြတာနော် ကိုရီးယားလူမျိုးတွေတကဘာလုံးကို wave ဆိုတဲ့ကိုရီးယား wave နဲ့ဖန်ဆားသွားနိုင်တဲ့အထက်မှာအဓိကအကြောင်းရအဲ့ဒီစိတ်ဓာတ်ပဲသူ့ခေါင်းဆောင်ကိုသူယုံနေလက်မှတ်တစောင်းကိုဒေါ်လာတိုးပေးလိုက်တယ်ဒေါ်လာ၈တန်းရတယ်တနေ့အတွင်းမှာရလာတဲ့၈တန်းဒီထုတ်လုပ်မှုခန္ဓာထဲမှာရှင်းလိုက်တယ်ဘယ်သူကကြောင်းသွားတက်ကြောင်းတက်ပြီးရင် စာတင်တင်ပြီးရင်တင်ရုံးညွန်းန်းယူလာပြန်လာခဲ့လူတွေကိုတင်ဘယ်သူကကြောင်းတော့တဲ့စက်မှုပညာတွေကိုတင်သူတို့တရောက်လျှောက်လုံးဟလာဟိုအဲ ဝကျွေးရှိထားတဲ့လူရှိတယ်လေအဲ့ဒီလူကိုဂျပန်လူမျိုးကိုလွှတ်လိုက်တယ်မင်းတို့စက်မှုပစ္စည်းတွေကိုသင်ပေးပါဘာညာဘာညာဆိုပြီးတော့ပြောတယ်ကလေးတွေကိုရုပ်ရှင်ရိုက်တဲ့ပညာကိုသင်ပေးတယ်အာဒီလိုလှည့်ထုတ်လိုက်တယ်အပြီးတော့သူတို့ကိုနိုင်ကနေတော့မှအားပေးတယ်ကိုစီရလူအပြင်ကိုသွားအပြင်မှာသင်အပြင်မှာဘဝထူထောင်ကိုဒီယာပစ္စည်းတွေဟိုမှာရောင်းဝယ်ဖောက်ကားရောင်းတတ်တဲ့လူကရောင်း ရေးတတ်တဲ့လူကရေးဆွဲတတ်တဲ့လူကဆွဲအပြတတ်တဲ့လူကပြဒါမျိုးတွေလုပ်တယ်အဲ့လိုနဲ့ပဲအခုဟောလိဝုဒ်ကနေပြီးတော့တောင်မှကိုရီးယားရဲ့ဇန်ညွန်းတွေကိုဝယ်ရတဲ့ဘဝရောက်တယ်ကျမတို့မှာရေးတတ်တဲ့လူတွေလည်းရှိတယ်အရေးနေတဲ့လူလည်းရှိတယ်ဒါပေမဲ့လို့ဗမာဇန်ဇန်တွေကိုလိုချင်လှကြည့်ရဲဆိုတာကိုမယောင်းနိုင်ဘူးဘာလို့လဲဆိုတော့စနစ်မကြလို့ ူကသူ့ဆရာစာရေးဆရာတွေ၄နှစ်ကျောင်းသွားတက်လိုက်ပြန်လာကိုရီးယားလို့ရေးထားတခါတည်းနဲ့ဘာသာပြန်နိုင်တဲ့ software ပါရေးလိုက်တာညာရင်းချင်းဘာသာပြန်အုံနောက်တွေကိုအလုပ်ပေးထားတာဒီလိုနီးအားဖြင့်ကျမတို့အခုဗမာပြည်ထဲမှာကြီးလိုက်လေခလေးတွေဟလား ကင်မချီလဲစားကြည့်ချင်တာပဲတော့ပူကီလဲကြည့်လိုက်ချင်တာပဲเนาะ K-pop ဆိုလို့ရှိရင်လဲကြိုက်တာပဲ2 and 1ဆိုလဲပဲကြိုက်တာပဲကိုရီးယားစကားကိုမြန်မာစာတန်းထိုးနေကိုဆွဲဆွဲမြဲမြဲဒီချိန်အိမ်ပြန်ပြီးတော့မှကြည့်ရမယ်ဆိုတဲ့လူမျိုးလဲရှိတာဒါမျိုးဖြစ်အောင်ဘယ်ဟာစလဲဆိုစိတ်သက်ကစအဲ့တော့ ကျမတခြားနိုင်ငံတွေရဲ့နောက်လိုက်ဖြစ်ဖို့ပြောတာမဟုတ်သူတို့စီမားရှိနေတယ်လှုပ်ထုံးလှုပ်နီးလှုပ်ဟန်နေသူတို့တိုးတက်အောင်မလုပ်သွားတယ်လေ မတို့နောက်ကျတဲ့လူကလေအရင်လှုပ်သွားတဲ့လူရဲ့အမှားတွေကိုထပ်မလုပ်မိအောင်စ조사ဖို့အခွင့်အလမ်းရှိတယ်အဲ့တော့ကျမတို့ရဲ့အခွင့်အလမ်းနဲ့ကျမတို့ကိုကျမတို့ကောင်းစွာစောင့်ရှောက်ပြီးတော့အာအရှက်တရားနဲ့ကြီးတတ်တဲ့လူပေါင်းတစ်ခုကိုထူထောင်ရင်းနဲ့ဟောရီယွာကကလေးတွေလည်းပဲနိုင်ငံခေါင်းဆောင်ကြီးတစ်ချိန်ဖြစ်နိုင်ပါစေလို့ဆုတောင်းရင်းဒီကုန်းချုပ်ပါတယ်ရှင့်